ဆရာ grass ဆွဲတဲ့ဆရာပြန်ပြောပြရမယ်ဒါအစပဲသူက wire ဝဲသူနံပါတ်2ဆိုချာဒီ draw တဲ့ grass လို့ပါရင် grass ပဲဆွဲရမှာဟို translation ဟိုသူရဲ့ step by step transformation လောက်လာချာတော့မရေမလောက်အောင်ပေါ့နော်အဓိကချာတော့ဒီ file ဆိုတော့ grass ဆွဲတာနဲ့ core ဆိုတော့ grass ဆွဲတာနဲ့အတူတူပဲဒီက5 gb ချာလို့ချာတယ်နော်အဲ့ဒါချာတော့သိရအဲ့ဒီ5 gb ကိုဆရာကဘယ်လိုရှားမလဲဆိုရင်သူရဲ့ general ကိုမှတ် generate equation y equal to a sin b into h minus h plus k ဆိုတာကိုဆရာတို့မှတ်လား a တွေ b တွေကဘာတွေလဲဒါ a ကကျတော့ y ကိုမျှတော့လို့ခေါ်တယ်အဲ့ဒီအပြင်မျှတော့ y ကိုမျှတော့အဲ့ဒါက particle scaling လို့ခေါ်တယ်လေဆရာတို့ဒါ grade 11တော့ဆရာတို့သင်ခဲ့ပြီဒါเนาะသူက particle scaling เนาะပြီးရင် b ကကျတော့ဘာလဲ ဘီယာကြတော့ချာဘသူမြောက်ဆိုရင်ဘီယာကြတော့ချာဒီ x ကိုမြောက်လာဒီ x ကိုမြောက်တော့ကောင်ကြတော့ချာတော့ဘာလို့ရလဲဆို horizon နဲ့တကယ်လင်းလို့ချာတော့ယူပဲပြီးရင်ဒီ x ကကြတော့ horizon နဲ့ translation k ရကြတော့ vertical translation လို့ချာတော့သိခဲ့အဲ့ဒီမှာဆရာတော်ကတိရမှာကဒါ11အခြေခံပဲ vertical scaling နဲ့ vertical translation တို့ ဝါရုံလောက်တဲ့ဒီချက်တွေဆိုရင်ဒီအရာတွေဆိုကျွန်တော်ကဒါရိုက်ပဲယူရတယ် functional scaling တော့ functional translation လို့ဆိုကျွန်တော်ပြောင်းပြန်ယူရတယ်ဒါကိုကျွန်တော်မှတ်တာအခုဒီဝါရုံကဒီဝါမတူဆိုင်ဆိုတော့ graph ကိုသူနဲ့ compare လုပ်ပြီးတော့ကျွန်တော်ကြည့်လေကျွန်တော်ဘာတွေသိနိုင်မလဲ ABA ကြီးလေကျွန်တော်ရှားမှာပေါ့ကွာဒါကျွန်တော်ရေးချပါတော့เนาะ AR block ဖြစ်မှာဆိုရင်အဲ A ကရှိရမယ်ဆိုဝါမိုင်တူဆိုကျွန်တော်သိတယ်เนาะ B ကကျတော့ B ကကျတော့ H ရှိက ဲ့ရှိကဘာမရှိသေးဘလားရှိလဲအဲ့ဘာ1ရှိ0ဆိုရင်အဲ့ပြအောင်ပါပေါ့ h ကကြတော့ဒီ h ရဲ့နောက်ကဘာလို့လောက်ရတာဆိုတော့ h က0ရှိတယ် k ကလည်းအဲ0ပဲဆရာတို့ကအဲ့ဒီ၄ခုသိရင်အကုန်လောက်လို့ရပြီဆရာတို့ဘာလို့ရှာလို့ရဆိုရင်ဒီ graph တွေကိုဆွဲဖို့တော့ဒီ graph ဆွဲဖို့တော့မဖြစ်မနေလို့လား5 keeper လို့ခေါ်တော့ကွာ sin graph ဆရာအကျမ်းပြန်ပြောလို့ရှိရင်သူ့ဆိုရင်ပုံအပ်တို့ရမှာဒါ sin graph graph တွေဒီမှာ intercept သုံးခုရတယ်ဒါအဲ့ intercept လို့ခေါ်တယ်အဲ့ဝင်ရုံဖြတ်မှတ်ပေါ့ကွာဒါကိုကြတော့ maximum point ဒါကိုကြတော့ minimum point ဒါ size အကိုဆိုရင်အမှတ်၅မှတ်သိရတယ်အဲ့ဒီ၅မှတ်ကိုဆက်ရင်ရှားလို့ကျင်တဲ့ graph ရတယ်ဟုတ်ပြီအဲ့ဒါကိုရဖို့တော့ကတော့ 5kb ပြီးရပြီဒီ၅မှတ်သိ graph ဆယ်လို့ရပြီပေါ့နော်အဲ့တော့အဲ့ဒါတွေမလောက်ခင်မှာကျတော့အရင်တီးတင်တီးထားရကြတော့အကုန်ရေးထားပေးမယ် amplitude တွေရှားလို့ရှားတတ် amplitude ဆိုတာဒီကြားနေရာလေဒီအမြင့်လေးရှားလို့ amplitude လို့ခေါ်တော့ကွာ အမလီကျွာဘာယူရလဲအေယူယူရတာအမလီကျွာဘာယူရလဲအေဆိုတော့ဘာလိုက်တူပေါ့နောက်တစ်ခါဘာကိုရှာတတ်မလို့တော့ပီရီယာကိုရှာတတ် PI ဟိုဒီပီရီယာပေါ့နော်ပီရီယာကိုရှာဘယ်လိုရှာလဲ2ပိုင်ပိုင် B လို့ရှာရတာမှတ်တာနော်ဒါရကိုလွတ်ရအောင်နော်2ပိုင် B တမ်းဘယ်လောက်လဲ1ဆိုတော့သူပြဘယ်လောက်2ပိုင်ပေါ့ နာရဝဆရာတို့ဘာလျှောက်မစ်လိုင်းရှာတမ်းမစ်လိုင်းနော်မစ်လိုင်းကြတာဒီလိုင်းလေးပဲဥစ္စာဆွဲလိုက်ရင်တို့လိုင်းလေးဒီကဲအလေမြင်းပေါ့ကွာအဲ့ဒါမစ်လိုင်းလို့ခေါ်တယ်အဲ့ဒါလို့ကျင်ဆရာတို့ကဘာနဲ့ရှာလဲဆိုရင်မစ်လိုင်းလို့ကျင်သူက horizontal line လေး horizontal line ဆို x gain ဒီလား y gain ဒီလား y gain ဒီအဲ့ဒါပုံဒီပဲ horizontal line ဆို y gain ဒီ vertical line ဆို x gain ဒီအဲ့တော့ horizontal line ဆို y gain ဒီသူရဲ့ ကျွမ်းသူတွေကဝိုင်းခဲ့သူကဒါပုံနေနော်မှတ်ရအောင်အခုကျတော့ကြည်တယ်မဟုတ်လားဒီလိုမလို့ဝိုင်းခဲ့သူဗလားမယ်ဒီလိုဒါဆိုရင်ဒီ graph ဖြည့်စီမဲ့ mid line ကဝိုင်းခဲ့သူ0လို့ကျွန်တော်ပြရဒါလေးကျွန်တော်ချက်တမ်းဒါပုံတန်ကွာအဲ့ဒါရေးချင်းရမှာကွာဒါတွေသိရင်ကျွန်တော်ဒါဆက်ချင်း A လဲရ B လဲရတယ်ဟိုသူမေးမှာကွာကျွန်တော်ပုတ်ချမှာမေးခွန်းမှာဒီ graph ဆိုပြီးတော့ပြတာမှာ final ability ကျူးစင်ကိုရှာလိုက်ပေါ့ PDF ဆိုရင်ရှာလိုက်ပေါ့ mid line ဆိုရှာပေါ့အဲ့လိုမျိုးသူကမေးတယ်အဲ့လိုတစ်ခုချင်းထောက်ပြီးတော့လည်းရှာတော့မေးတယ် အဓိကဒီမင်းကတော့တော့ draw the grass ဆိုဘာတိရမလဲ fight keeper ရှာအောင်နော် fight keeper ပါနော်အဲ့တော့အဲ့ဒီ fight keeper လိုချင်ရှာဘယ်လိုလုပ်မလဲဒါဒီမှာပြန်ပြပြမယ်နော်အားလုံး၅မက်ချောက်ရှာမှာလား၃၄၅မက်ချောက်ရှာအောင်၅မက် အဲ့ဒီ၅မှတ်ဆိုတာဒီမှာရှိအမှ၅မှတ်ကိုပြောတာအဲ့ဒါကိုကျွန်တော်ဘယ်လိုရှားသူဒီ x တမ်းမျိုးကိုအရင်စားချာဗာဒီရင်စားကြမယ် x x coordinate ပေါ့ x coordinate ရှားဒီကောင်ကနေရင်စားချာဒီအမှတ်ပေါ့နော်အဲ့ဒီ x coordinate ကဘယ်ရောက်စားမလဲ x equal to h ကစားဒါရေးသေးကြကိုလမ်းမှာတဘောရတယ်တဘောသေးရနားလဲအကုန်ရပြီကျွန်တော်ကအေးတဘောကိုပဲကျွန်တော်သေးရမယ်မှန်းမြအောင်လို့ x ကိုသူဘယ်ရောက်စား h ကစား h တမ်းမျိုးဘယ်လောက်လဲဒီမှာအဲအဲ့ဒါသူဘယ်ရောက်စားမလဲ ဆာအဲ့ဒါကိုမှတ်တာနော်အဲ့0ဆာအဲ့ဆက်မလို့ရှာအရင်စဉ်းစားဒီဘက်ခြံအဲ့0လဲရှာလို့ရှာရင်ဘယ်လိုရှာရလဲဆိုရင်ဒီဘက်ခြံမှာရှာအဲ့0ရှိတယ်ဟာလားအဲ့အဲ့ဆက်မလို့ရှာဇက်တိုက်ရှာနော်ဟောကြော်ပါပြီနော်ဒီမောင်အဲ့ဒီအဲ့ဆက်မလို့လိုချင်ရှာတော့ p by 4ပေါင်းပါပါမယ်ဟုတ်ပြီ p p p ရဲ့ပီရီယက်လေးဘုံဘုံပါအခုပီရီယက်ဥပလာရတယ်ဆရာတို့2ပိုင်း ူပိုင်ကိုလေးနဲ့စားရမှာလေအဲဆိုဘလားရပိုင်ပိုင်တူပါအောင်ဒါဆိုရင်သူရအိတ်ဆက်မှုတစ်ခုချင်းစီလိုချင်ဘာတွေပါအောင်မယ်ပိုင်ပိုင်တူပါအောင်အဲ့တော့ရှားဒီညာ0ပိုင်ပိုင်တူပါအောင်နော်ပိုင်ပိုင်တူပေါ့ပိုင်ပိုင်တူပိုင်ပိုင်တူထပ်ပါအောင်နော်ပိုင်ပေါ့ပိုင်ကိုပိုင်ပိုင်တူပါအောင်နော်3ပိုင်ပိုင်တူပေါ့3ပိုင်ပိုင်တူပိုင်ပိုင်တူထပ်ပါအောင်နော်ရမှာသိမယ်နော် ဲ့လိုဆိုကြတော့ပါရပါပြီလေ5 key point မှာရှိတဲ့ example တွေ x coordinate တွေရပါပြီပြီးမှရှားမယ်အနောက်မှာကြာပါရှားဖို့ကြံနေလား y coordinate တွေရှားအောင်အဲ့တော့ y coordinate တွေရဲ့ character ဘယ်လိုရှိလဲဆရာဒီမှာရေးပြတာပြီဒါနော် y ရရှားသလို intercept cycle ဆိုအဲ့ဒါပုံနေနော် intercept အဲ့ intercept ဆိုတော့အဲ့မျိုးဖြစ်မှာဘယ်နှမရှိလဲ၃မှတ်ရှိတယ် maximum point ရှိတယ် minimum point ရှိတယ် ဲ့ဒါလည်းအခုဆရာတခါတဲ့ဒီသဘောတည်းအတင်းကိုအကောလုံးရအောင်လုပ်မယ်နော်အဲ့တော့ why the mood လို့ချင်းဆရာတို့သိရမှာကဒီအဲ့ intersect ဆိုရယ်ဒီမြင်မစ်လိုင်းကဆရာတို့ဘယ်လိုပြောတာလဲမစ်လိုင်းလို့ချင်း why go to ဟုတ်တယ်ဒီ general တော့ why go to k ပေါ့ why go to k ဆိုတာသူရဲ့မစ်လိုင်းဒါဆိုသူရဲ့အဲ့ intersect ဖြစ်တဲ့အဲ့မျိုးဖြတ်မှတ်တွေအဲ့ဆောင်ကိုအားလုံးဘာကြီးပဲလို့ဆိုရင်ကြီးကြီးပဲ sorry 0ကြီးပဲ why the mood ရတာဘာကြီးပဲလဲ ဒီဥစ္စာဝိုင်းတာတို့ဒီမှာဝိုင်းတာမိုးတို့ပဲဆရာရေးချောင်းအဲ့ဒါဆရာတို့ဝိုင်းတာမိုးတွေကတော့ဘာပဲရကီးပဲရလိမ့်နော်မက်ဆီမန်ပိုက်တက်ဆိုဆရာခဏပြောတော့ဒီဈာအမြင့်ကဘာတန်မိုးလဲအမ်လီဂျူအေဒါဆိုရင်မက်ဆီမန်ဝိုင်းဖြစ်စီမန်ဝိုင်းတာမိုးဆိုကီနဲ့အေဘာလုံးပါမယ်အဲ့ဒါဒီကောင်ကကီပလက်အေလို့သိရဒီကောင်ဆိုရင်အောက်မလို့နှောက်မလို့ကီမိုင်းနေအဲ့ဒါဒီ5ကီပွိုင်းကိုဖြစ်စီမယ်ဝိုင်းတာမိုးတွေပဲ ်ပုံတင်မှတ်ရရဒါဘရောင်းပြောင်းအဲ့ဒီဒါ intercept တော့ဘုရင်ပြောမယ်ဘလောက်လဲ k k တောင်းဘလောက်လဲဒါပြင်အင် intercept တော့အဒီကောင်နော်တမတ်မြောက်ရယ်၃မတ်မြောက်ရယ်၅မတ်မြောက်ရယ်တမတ်မြောက်ရယ်၃မတ်မြောက်ရယ်၅မတ်မြောက်ရယ်က intercept ရယ်အဲ့လိုဘလောက်လဲ0 0 0ရမယ်နော်ဒုတိယမက်ကဘာမက်လဲ k black ရ maximum point အမြင့်ဆုံး maximum point လို့ခေါ်တယ် k+a ဆိုတော့ k နဲ့ a ပေါင်းလိုက်ပေါ့ k က0 a က1 2ဆိုတော့မဟုတ်လीကေ plus a လေကေက0လေ a က1 2လေ0နဲ့1 2ပါနော်1 2မိနီမမ်ဘာဘလားလဲ k minus a 0ရနေ1 2တော့တော့ minus 1 2အဲအဲ့ဒါသူ့ဖြေပဲအဲ့ဒီငါမဟုတ်ဆရာတို့ဆက်လိုချင်တဲ့ဒီကတော့ထွက်လာလိမ့်နော်အဲကိုရတဲ့ဆရာတို့လိုထွက်တော့ပေါ့ကွာဆရာရတော့တမား ကွာတော့ဆရာအိမ်စာပဲပေးမှာကိုကူဆွဲလို့ရတယ်ကွာအဲ့လောက်ခက်တာမဟုတ်အမေဒီကိုသိနေခြားတက်မလားခြားတယ်မဟုတ်ကွာခြားဟိုသေးကြနေရခြားပါမလားအဲ့တော့ဒီမှာခြားတဲ့သဘောလားဆရာပြအောင်ဒီမှာ0ကမှ0တကောင်ဘယ်လောက်လဲ0ကမှ0နောက်ကပါမန်ဒီကမှ1.2နော်1.2ဆိုတော့ဒီမှာအဲ့ y တမိုးရတော့သူအများဆုံးဘယ်လောက်ပဲရှိလဲဒီမှာ y တမိုးအရင်ကြိုပြီးတော့ခက်မှကြည်လာတဲ့0 1 1.2နဲ့1.2ပဲရှိတော့ကွာအပေါ်တူ unit ဆိုတာအောက်တူ unit ဆိုတာပြီး1.2ဆိုတာသူရဲ့တော့ယူပါ ။ပိုင်နေရကြတော့ဆရာတော်ဒီတိုင်းမသိနိုင်ရင်အတိအကျဆွဲချင်လို့ရှိရင်ဆရာတော်ကကုဒ္ဒါနဲ့နှိပ်ပြီးတော့စဉ်းစားလို့ရတယ်။ကုဒ္ဒါနှိပ်ရတော့မရဘူးလား။ပိုင်က3 by 1 for 2လေဟုတ်လား။ Sorry ဘာလို့ဆရာတော့ပိုင်မှန်တူးဆိုရင် ship ပိုင်မိုင်တူးဆိုချာဘလောက်တင်တာ1.57 1.57ဆိုတော့ဆရာတော့ 1နဲ့တူကြတဝက်တဝက်ရဲ့နည်းနည်းကျုံပါပေါ့1ရဲ့တူတဝက်ကြ1ရဲ့တူတဝက်ဆိုဘလားလဲ1.5ဒီက1.5ဆိုတော့1.6လောက်ရှိမှာဟာလားဒါပါတော့ကြာပြီအရကလည်းကြာတဘောလောက်ကြာဖြစ်သွားကနေဒါအတူအဒီကောင်ဆရာအခုဆရာရင်လိုက်မှတ်ပြီဒါရဆရာကြီးပဲပြောမယ်နော်တခါလောက်ဆရာတို့ grab ပေးလာလို့ရှိရင်ဘာရင်ရှာမတော်တဲ့ grab ဆိုရင်တော့တကယ်လည်းလို့လာပါပဲလေ fucky ပါပဲနော် ဒါပေမဲ့ကြာတော့ channel section AB တွက်လည်းတစ်ခါလဲကြိုရှာဘာတွေရင်သိရမလဲ ABHK ရရှာတမ်း ABH ဆိုတာသူ့ရဲ့ channel ရှာတော့မှလာနော် A ဆိုတာကဒီရှိရနော်စမ်းရှိရ B ကကြာတော့ A ရှိကအဲ့ကကြာတော့ A ကအနာပါပေါင်းလို့လောက်တာ K ကနောက်ဆုံးကအဒီဂွင်းရဲ့အပြင်မှာပေါင်းလို့လောက်တာဒါဆိုဒီကောမှာဒီဘောင်းကသူကပါတမ်းမူ A တမ်းမူ B B ဆိုတာ A ရှိရများပေါ်ကင်းဆိုတော့ဘာမှရှိဆိုတာ1 A ကိုပေါင်းလို့လောက်တာဘူးမရှိဘူး အဲ့ဒါမဟုတ်လားလေ0အနောက်မှာဝင်ရအနောက်မှာဆိုတော့ k ရရှိလားမရှိတော့ဘူးလားလေ0ဘာ၄ခုရရင်အကုန်ရပြီပြန်ပြောမယ် amplitude ရဲ့ပုံစံကြီးပါလေ a เนาะ amplitude ရဲ့ a မျိုးရှားဘူးလားလေဘာမှမကြည့်ရပီရီယောလိုချင်ပုံစံကြီးပါလေ2 by by b b တောင်မဟုတ်ဘူးလားလေ1မလို့ရှားတော့2 by မရမြစ်လိုင်းက y ရဲ့2 k k ရောက်ဘူးလားရတာလေ0မလို့ y ရဲ့2 0 5 keep ွားရလို့ရှင်ဆရာဘယ်အစမယ်ပြောရလဲဒီကနေစ h equal to h ကစ h တမဘလာရတာလဲ0အကြောင်းမ0အစမယ်အဲ့ဒီကိုပြောမယ်နော်ဒီလိုရမယ်ဒီကနေလို့ရှင်ဘလာတွေပေါင်း p by 4ပါလို့မှတ်တယ်ဘာပါလို့မှတ်မယ် p ဆိုတာဘာလို့ပြောရလဲ pdf ကိုပြောတာ pdf ကိုဘလာရတာလဲ2ပါအောင်ပါနဲ့စာမသိရင်ရှားပါပြောပြီးတော့ကိုပေါင်းလို့မရတာမကြိုက်ရင်ကုန်တန်နဲ့ချလောက်နော်2ပါအောင်ပါနဲ့စာလိုက် လေးနဲ့စာလာတယ်ဗလား PI 2ဒါကြောင့်မို့ဆိုတော့ဘာတွေလိုက်ပါวะ PI 2တွေလိုက်ပါวะ0 PI 2ပါ PI 2 PI 2 PI 2တက်ပါ PI PI 2 PI 2တက်ပါ3 PI 2 PI 2တက်ပါ2 PI ဒါပြီးပြီเนาะအဲ့ဒါ x ရပြီ y နေလို့ချင်းဒီအသာလေးကြောက်မှာလားเนาะ PI ကရဲ့အရှိကအပေါင်းဆိုရင်ဖြစ်မဲ့ y တော့ဟုတ်ရဲ့ဒါပုံနေပဲအဲ့ရင်သက်သုံးက k k မက်ဆီမမ်ပွားရလို့ချင်းဘာလုပ်မလဲ k a အဲ့ဒါဆိုင်ပြန်လို့ချင်း k minimum y ဆိုရင် k a အဲ့ဒါလို့ချင်း k အဲ့တော့ဒါဆိုရှားလို့ဆပြီးသေးလျာပြီဘလောက်လဲ k k ဘလောက်လဲ0 maximum y ပါလဲ k a k က0 a က1 2ဆိုတော့1 2 k ဆိုတော့0ပြန်ရတယ် k a ဆိုတော့0တဲ့1မဲ့တူတော့0 2 k ဘလောက်ရ0အဲ့ဒီ၅မဲ့ကိုဆိုင်ရင်ဘာရမလဲ ိုလိုချင်တော့ဟာဒီ graph ဆရာတို့ရအောင်အဲ့တော့ graph တော့ဆရာပြီးတော့ဆိုရင်ဒါလေးပြန်ရည်တာပဲနော်ဒါ 2a ပေါ့နော်ဆရာဒီ graph တော့ the graph ဆရာအကုန်ရင်သင်သွားလိုက်ပေါ့နော်ဒိုမဲရင်းမဲ့ဆိုရင်ဆရာဒီဒီရတယ်လည်းဆိုပြီးဒိုမဲရကြတော့အိတ်သမို့ရေးရတာအဲ့တော့အခုဆရာဆိုင်ခဲ့ဆိုရင်အိတ်သမို့အားလုံးပါပါပဲလေဥမာဆရာပြောပြတာ ဟိုချောင်းဆယ်လားချင်းအဲ့ဆောင်အားလို့ဒီဘက်ချက်ဆိုအပောင်းနေလဲပါတယ်။တုံညတာပါတယ်။ပြီးဒီမှာသူအဆုံးစားရှိတာမဟုတ်ဒီဘက်တွေအများကြီးရှိတယ်လား။သူအနှုတ်ရပါတယ်။အားလုံးပါတော့မလို့သူရဲ့ domain ဆိုပါပဲလေ။ VN မှာအားလို့ဒီနှချားနေပြီနော်။သူတို့ရေးပြအောင်နော်။ Speed rate rate ကကြတော့ဒါဒီနားလာပြီလားမနော်။ rate ကကြတော့ဘာတံမှုကြည့်တာဆိုရင် wind တံမှုကြည့်တာ။တော့ရပါဘူးကြည့်တာလေ။အဲ့လိုပြောရင် domain က8တံမှုရဲ့အစု rate ကကြတော့ wind တံမှုရဲ့အစု။ ဒီ ground ကိုပြည်လေစီတော့ဝိုင်းတမိုးစုရင်ဒီ ground နေချာကိုဆွဲချရင်ဝိုင်းတမိုးတွေကဘယ်နဲ့ပဲကြာပဲကြောင်းဒီနေရာလဲဝါမိုက်တူးရှိတယ်။ဒီကနေချာကိုဆွဲချရင်ဘာရှိလဲ negative ဝါမိုက်တူးရှိအဲ့ဒီကြားမှာရှိရဝိုင်းနေပဲချာကိုပြတ်မယ်။အဲ့တော့ oh sorry အဲ့တော့ချာတော့ဘာလို့မသိရင်တခါတည်း general ချာတော့မှတ် general ချာဘယ်လိုမှတ်မလဲဆိုရင်ချာတခါတည်းအပြီးမှတ်နော် wine ဆက်တဲ့သူရဲ့ဖြစ်ရပါလေ wine နေကြားမှာရှိတယ်နော်ဘယ်ကြားမှာရှိလဲ maximum point နဲ့ မီနီမမ်ပွားရဲ့ဂျာကအဖြစ်ရအောင်ယူလို့ရတယ်သူတို့နဲ့လည်းညီးတယ်ဒါကြောင့်မလေးယူလာတယ်မီနီမမ်ပွားက q a မက်ဆီမမ်ပွားက q a ဒါသာကြက်တာဘယ် grad ဘယ် sin grad မဆိုဘယ် sin grad မဆိုရဲ့ rate ကိုရှာလို့ရတယ်ဒီမှာလေး ka ရှာလို့သိနေတာပဲပုံတော့ဆဲကြမလို့အဲ့တော့ဘလာရမ y ဆက်တဲ့ q a လीဒီလို minus 1မှာဒီလိုဘလာရမယ် အဲပုံတော့ကြည့်ကြမလို့နော် minus 4 minus 2 less than equal y less than equal 1 minus 2အဲ့ဒါသူ့ရဲ့ rate ပဲအဲ y ကဆက်ပြီးပုံပုံပုံတွေရှိရမှာလေ rate တွေ y ကဒီကြောင်းမှာရှိရမယ်လို့ပြောအဲဒါလည်းမေးရနော် section ab တွေအဲ့ဒါမေးရနော်ဒီ graph ကိုပေးတယ် domain ရှားပေးပါ rate ရှားပေးပါဆိုပြီး तू မေးတယ်အဲ့တော့ဒီ general ကတော့တိတာအကုန်ရှားလိုက်ရတယ်ဘယ်လိုပဲပြောင်း rate ရှားလိုက်ရပုံဆွဲကြမလို့အဲ့ဒါလေးပဲထည့်ရတာ ဒီတော့ဆရာပုံဘယ်လိုဆွဲမလဲပြောမှာလားအရင်ရေးလိုက်အခုဆရာတော့ဆွဲတာဒီကပါမန်သီးတွေပိုင်နေကြတော့ဆရာဒီတန်းဆွဲရခက်တယ်လေအဲ့တော့ကွာဘာလို့ရအောင်မယ်ဟိုခဏလေးမျိုးဘလောက်ကံမှုဘလောက်ပိုက်လဲကိုကြိုးစားပေါ့ခဏဆရာဆရာတာလားပါမန်သီးကဘလောက်လဲ1.57ဒါတော့1.7ပေါ့အဲ့လောက်ဆိုရင်လုံးလာတယ်နောက်တော့ပိုင်ပါဆို3.142 3.14ပေါ့နော်ပြီးကြအောင်နောက်ကွာ ဟိုနှိပ်လာပါတော့ဘယ်လောက်နှိပ်မလဲ3ပါမှ two 3ပိုင်ကိုဈာဘာလဲဆိုတော့2နဲ့ဈာပါလားအဲဘယ်လောက်အောင်ဆရာတော့4 by 7เนาะဒါက4 by 7ဖြစ်မယ်နောက်ခု2 by ဆိုရင်တော့3 by ဘလားဖြစ်မယ်3 by ဟောနှစ်ဆောက်ဆိုတော့7 by 28ပေါ့ကွာ7 by 3ပေါ့အဲအဲ့ဒါတွေဆရာတို့ဆွဲရမှာလေအဲ့ဒီဇာတ်ပုံမှာအဝိုင်တဝအစင်းတယ်0ရဲ့1မဲ့2ဆိုတော့တူယူနစ်လောက်ဆိုရင်လုံလာပြီအဲ့ဒီကတော့ဆရာတို့ဘလားတွေဆွဲတာ6ဆိုတော့ ခုနှစ်လောက်ဆိုရင်ဒါရပြီအဲ့ဒီကိုခုနှစ်တိဆိုရမယ်ဝါရုံအပေါ်အတက်အနောက်တိဆိုရင်ရတယ်အဲအဲ့တော့ကျောင်းနေရာချပေါ့ကျားဒီမှာချပြီပေါ့နော်နေရာအမကျားတော့ဆွဲလိုက်ပေါ့ဒါကျားဒါအဲ့ဒီစပေါ့နော်ကျားဆွဲလိုက်ပြီပြီးရင်ပါဆွဲမကျားဝါရစ်စရာဆွဲတယ်ဝါရစ်စရာတော့အများကြီးမလို့ကွာ h h1 ချိုးရတယ်မတူလို့ရတယ်နော်ပြောချင်တာဆရာဝါရောင်ကျားဒီမှာတကောက်ဆရာဝါရောင်နှစ်ကောက်သာယူလိုက်တယ်အကြီးယူလိုက်တယ်ဆွဲရလှအောင်ဆိုပြီးဒါကုတ်တော့ကိုကျောက်လို့ကိုယူခွင့်ရှိတယ် အဲဒီမှာဆရာမိုင်းနဲ့ negative ပါမှာဒါဝိုင်းတော့ချက်ယူလိုက်တယ်အဲဒီတော့ဆရာခဏပြတော့ဘယ်နှကောက်ယူအောင်ခုနှစ်ကောက်ယူရမယ်အဲ့တော့0ကနေစတာပေါ့0 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30အဲရလာပါပြီเนาะအဲ့တော့ဇာတ်ဒီမှာလေးအများလေးထုတ်လိုက်တယ်။โอเคနားရရမှာเนาะအဲ့တော့ဇာတ်တော့ခဏအားတွေနေရာချလို့ရှိရင်ပထမတစ်ခုကဘလောက်ကောင်မှာဘလောက်လဲ0ကောင်မှာ0ဒီမှာရှိတယ်။နောက်တစ်ခုကဘလောက်လဲ ပါမတူကောမှာဝါမိုင်တူနော်ဝါမိုင်တူအဒီမှာလေပါမတူဆိုဆရာခဏပြောပလားလေ1/5ဆိုတော့1/6 1/6ဆိုတော့1နဲ့2တော့ဆိုရင်1/5နည်းနည်းလေးကျော်လာပါဘောနော်ဒါလည်းတရားလောက်ပါဘောနော်ဒါလည်း1/6ပါဘောပြီးရင်3/1တူဆိုတော့ဒီအလယ်လောက်ဆို3/5လေဒါဆိုရင်ဒီနားလောက်ရှိမှာပါဘောဒီကောင်လောက်ဒီနားလောက်ရှိတယ်ပေါ့3/1/2လေဒီလည်းဆို3/5လေဒါတီးနေစားပါဘူးပြီးနားလို့ပါဗလား ဘာပြောရလဲဒါပိုင်းကောမှာ0လို့ပရိပမဲ့သူကောမှာကြည့်ဒီမှာဆရာဒီမှာရေးတာဒါဘောင်းလိုက်သူနော်ဒီကောင negative ဝါမယ်နော်ဒါဒါထည့်လိုက်အောင်အဲ့တော့ပရိပမဲ့သူကောမှာ negative ဝါမယ်သူဆိုတာဘလားနဲ့ဘလားလဲမှာ4 by 7နဲ့ minus ဝါမယ်သူနော်4 by 7ဆိုတော့ပမာရှိမယ်4 by 7ဆိုတော့4နဲ့5ကြာမှာအလဲတက်တက်က4 by 5 4 by 6 4 by 7ဒါတော့ရှိမယ်ဒီကောင်ဒီကောင်နဲ့ဟို negative ဝါမယ်လေးနဲ့စားနောက်တစ်ခုက 2 point ကောင်းမှာ0ဆိုတော့ဒီမှာရှိမယ်2 point ဆိုတော့ဘယ်လောက်လဲ6 point 2 a 6 point 3အလဲတက်တက်6 point 5ဆိုတော့ဒီနားလောက်ရှိမှာပေါ့နော် okay အဲ့လိုရှားကြည့်လိုက်ရအောင်အဲ့တော့ရှားပါလို့လားဆက်လာပါမယ်ဆက်တော့ဒါကိုယ့်ရဲ့ဟိုစိတ်တည်ငြိမ်မှုပေါ့လေမူတည်တော့အတေကလည်းတက်တက်ရောက်ကိုဆွဲပါပေါ့နော်အကောဆက်ပါဒီဘက်ကိုဆွဲပါဆွဲပါအဲ့ဆွဲရအဲ့လိုရပြီเนาะ ဲ့လောက်ဆိုရင်ရပြီအဲ့တော့ပြီးရင်ဒီ graph ကအဆုံးစားမရှိတာဖြစ်တဲ့ကြောင်ပါဟဲ့ဗျာညားရဲပြရမယ်ညားရဲပြရပြီးရှားဒီ5 key word အမှတ်တွေရှားကိုထည့်ပြရဒီကောင်ခဏရှားဆက်ရဲ0ကောမှာ0 by by 2ကောမှာ1 by 2ဒီညားက by ကောမှာ0ဒီကောင်က3 by by 2ကောမှာ negative 1 by 2ဒီကောင်က သူပိုင်းကောင်းပါသေးရောအော်ဖတ်ကြည့်ပါခင်ပြီးပါရရမယ် amplitude တော့ကြာ amplitude ဆိုအပြည့် maximum power ကနေသူရဒီ equilibrium line လို့လောက်ခေါ်တယ်မြစ် line ပေါ့နော် maximum power ကနေမြစ် line ကြောက်ခေါ်ပဲအဲ့ဒါ amplitude နော်အဲ့ amplitude ဒါမလားလည်းများလေးပဲထုတ်လိုက်ပါဒါပါ am amplitude ကတူ1 by 2ပြီးချောင်းပါရရ period period ဆိုတာကဒီ5 key power ရဲ့ summer ကနေ၃မှတ်ဒီ ဒီဒီပေါ့နော်အဲ့တော့ဘလောက်လဲ PDF အဲဒီမှာ2ပိုင်း PDF ရောဒီ2ပိုင်းနောက်ကဆရာတို့ဘာရှိလို့မြစ်လိုင်းရှိတယ်ဒီကောင်ကပါလဲမြစ်လိုင်းနော်အဲ့ဒီဒီပြန်ဆွဲလိုက်တယ်ဆရာအဲ့ဒါကမြစ်လိုင်းကပါလဲဝအဲ့ဒါအဲ့စီလေနာအဲ့စီအကွေရှင်းတော့ပါလဲ y ကွဲတူဆိုတော့ဒီနားမရေးစာဒီဒီနားလာယူလာမယ် ဝိုင်းခဲ့သူကြီးတော့ဒါမစ်လိုက်အဲ့ဒါတွေကြောင့်အကုန်ပြည့်ကြီးပြာဒါလုံးဝအပြည့်ပဲအဲ့လေဘယ်ကြံနေရဟုတ်တယ်လေဘယ်ဆရာဥပလာလို့ဝိုင်းခဲ့သူပါလေ what am i do by a ဆိုပြီးဒါပြီးပြီအဲ့လိုဆရာဆွဲရမယ်ဒါဆရာတဘောလားဆွဲပြမယ် now ပိုင်းလေးဆိုရင်ဆရာကျွန်တော်ကတော့ဆွဲလို့မရဘူးကျမကတော့ဆွဲလို့မရဘူးသမီးကတော့ဆွဲလို့မရဘူးခက်လို့ရှိရင်တော့ဆွဲပြလိုက်ကိုဆွဲလို့ရှိမှပြည့်စုံတော့ဆွဲပြမယ် နောက်ပိုင်းတော့ကြာမစွဲတော့ဘူး5 giveaway ဆိုရှာနီတွေပြောပြီးတော့သွားတော့မှာစိုင်းနေကော့နေခုလုံးပေါ့အခုဒီပေါ်လာတော့ဆွဲကျင်တာပေါ့နော်အဲဒီပေါ်လာဆရာနောက်ဆွဲမယ်ပြင်ကြီးရောမယ်အပြောင်းအောင်စပြီးတော့ ADHD တွေရှာရင်ပြောပြီးမတိချာတစ်ခါပြန် channel ဟိုတစ်ခါပြန်ပြောတာ why why ဒီ my name is plus okay တောက်စာမှာ a b o q ပြော a ဘလောက်လဲ a ဆိုတာဒီကြီးကအရှိဆုံးက1 b က4 a က0 k က0နော်အဲ့တော့ဆရာအေဒီကျအေဒီရအကုန်စားတဲ့အမ်လီကျူးစားလိုက်အမ်လီကျူးဂျန်နယ်ဖုန်းနဲ့ပြောတော့အမ်လီကျူးကစားတော့ဒါအေရမိုးကိုဖြတ်ပြရတာနော်ဒါအေကိုဒီအမ်လီကျူး sorry အမ်လီကျူးကဒီ1လို့ပဲရေးတော့ နာဂူပီရိယပီရိယကိုကျက်ရမှာဘလားလဲပူပိုင်ပိုင်ဘီကျက်ရမှာနော်ဒီဘလားလဲအခုအဲပူပိုင်ပိုင်ဖော်မလို့ပိုင်ပိုင်ကူနာဂူပါလဲမစ်လိုင်းချလို့ရတယ်မစ်လိုင်းလို့ကျက်ရမစ်လိုင်းလို့ရှင်ကူပြောင်းဝိုင်းဝဲတူကြည့်ကြည့်ဘလားလဲအခုဒီရောမစ်လိုင်းဝိုင်းဝဲတူဇီရောငါပါရှာရရတယ်ဒိုမိန်ဒိုမိန်ချလိုက်တော့မယ်ကျတော့ဒိုမိန်ကအမြင် Habele. Ve adılı ilan no. Using vậy, Rate ga y na mo di ya đa số do y số da general ga mi yo. Ha le sa da q minus a less than equal q plus a. Ama sa tin mi yo. q minus a so do 0 minus wa so do minus so ha. Equal k plus a so do 1. Pi yin sao da ya ဒီမင်းကတော့မလိုဘူးเนาะဟို section AB တွေတော့သူထောက်ပြီးရှားခိုင်းရင်ဒါတွေကိုကကြိုက်တာကိုရှားတက်အောင်ရှားတခါလေးယူပြတာအဓိကလို့က fight keeper အလား fight keeper လို့ရှင်ဆရာတို့ငားမချရေးလာမယ်ဆရာတို့7နဲ့တော့เนาะ4 5ပါเนาะဒီအဆမယ်ဒီအဆမယ်เนาะဆရာတစ်ခေါက်ပြင်ပြအောင်เนาะဒီကောင်တံမိုးကဘာတူလို့ဆိုတော့ h = h h တံမိုးကဆိုတော့ h တံမိုးဘလား ီလိုအားဆောင်နော်ပြီးပိုင်းဖောပါမယ်နောက်လာမယ်အဲ့ဒီလိုကြီးပါတွေပေါ့ပြီးပိုင်းဖောတွေပေါ့နော်တော့ချက်ဘာပါမယ်ပြီးပိုင်းဖော PDF ရဲ့၄ဘုံဟိုတော့ဘာမှပြောတာအခု PDF ဘလိုက်ရတာလဲပါမိုင်တူ၄နဲ့စားလိုက်ပါမိုင်အပိုင်းကို၄နဲ့စားရဆိုတာအပိုင်းကြီးကို၄နဲ့မျှတော့ပဲအဲ့ဒါနားမလည်ကြဘူးလားနေတာကွာရှင်ပါမိုင်အဲ့ရဘာရမလဲ ပါမအဲ့လိုဆိုဘာတွေပါအောင်မယ်ပါမအဲ့ဒီပါပါညိုးပါမအဲ့ပါနော်ပါမအဲ့ပါပါမအဲ့ပါမအဲ့ပါနော်ပါမဆောပါမဆောပါမအဲ့ထပ်ပေါင်းဒီကောင်အဲ့ဖြစ်အောင်2ပိုင်3ပိုင်မအဲ့အဲ့3ပိုင်မအဲ့ပါမအဲ့ထပ်ပေါင်းပါမပြီးပါဆက်ပြောပြီးသား ိုပိုင်းကြီးမကြွရင်ရတယ်ကုဒါနဲ့အမှန်ရချိန်တော့ချိန်တော့လည်းပြေးလာတော့ပြီးစားဖာတမိုးရှာမယ်ဝိုင်းတော်မိုးအဲ့တော့ဝိုင်းတော်မိုးကြတော့ဇာခဏပြောလို့ပဲအခုဆရာဆွဲတဲ့ sin square ရဲ့သူ့ရဲ့ပုံစံဒီလိုဆိုတာဆရာပြရမယ်ဒီလိုလေးနော်အဲ့ဒီဒါဇာဘနံပါတ်ကြီးလဲ၃မှတ်ရှိရဲ့အဲ့ဒီအမောက်ဖြဲရင် sin အဲ့ဒါ mid line အခုဝိုင်းကိုသူစီးလို့လို့ရတယ်နော်ဘာလို့လဲပြေးပါကွာအဲ့တော့အဲ့ဒီဒါဆက်မှရှိတဲ့ဒါဆရာဝိုင်းတော်မိုးလို့ပဲရေးပါနော်အဲ့ဒီဒါဆက်ဝိုင်းတော်မိုးရတာပါပဲလေ k k ရော maximum ပွားလို့ရှင် k a minimum ပွားလို့ရှင်ဒီမှာလဲ range မှာလဲရှားသိရပြီဒါအဲ့တော့ k ပွားရတာလဲ k က0 maximum ပွား k ပွားရတော့1အဲ့ဒါဆက်0 minimum ပွားအဲ့ဒါဆက်0အဲ့ဒီ၅မှတ်ကိုဆက်ဆရာလို့ကျင်တဲ့ graph ရအဲ့ graph လေးဆရာခဏပြောလို့ပဲဒီ pi နဲ့အဲ့ဒီကြတော့ဆရာကွန်ပျူတာနဲ့ပဲဆရာနှိပ်ပြီးတော့ ဆုံးဖြတ်ပါတော့ဒီကောင်ဘလားဖြစ်မလဲဆိုတာ